တခါကရွာတသေးလေးတိတ်ရွာမှာတန်ငါတဲလေးမ ्यान ယောက်ရှိပါတဲ့တဲ့တနေ့တနေ့တန်ငါတဲရငါရှာထွက်ရတယ်တနေ့မှာတော့သူငါရှာထွက်တာနှစ်ကောင်ပဲရခဲ့တယ်ဒါကြောင့်မိမဖြစ်သွားဒေါသထွက်ပြီးအစ်စ်ထက်သွန်းရှာခိုင်းပြန်တယ်ဒါပေမဲ့ငါရှာမရတဲ့အတွက်မိမစိတ်ဆိုးပြောင်းတသေးကိုရှာပြီးတော့ယူလာပေးခဲ့ပေမဲ့မိမကပိုလို့တော့စိတ်ဆိုးသွားခဲ့တယ်ကျမဘယ်လိုပြောထားလဲငါစားချင်တာလို့ပြောနေတာထပ်ပြီးသွားရှာလာခဲ့ မရရင်အိမ်ပြန်လာစရာမလိုဘူးနော် မိမဖြစ်သူဟာစိတ်ကောက်နေတဲ့အတွက်ယောက်ျားဖြစ်သူလည်းတခြားနေရာကနေသွားရှာပေးလိုက်တယ်။ငါမိမတော့စားချင်လာပြီဆိုဘာမှမမြင်တော့ဘူး။ငေါ့တော်တော်ခိုင်းနိုင်တဲ့မိမ။ဒီကလည်းတည်တည်ထက်ယူသွားပေးရမယ်ထင်တယ်။တည်တည်ယူသွားပေးပြန်လဲငေါ့ထပ်ပြီးတော့အော်မသိကြတယ်။ငါများတာမကြခင်ပါပဲငါတကောင်အစာလာမျိုးပါတယ်ဟာမိပြီဟာကြည်ရတာငါတော်တော်ကြီးတယ်နဲ့တူတယ် အပေါ်ရောက်လာတော့ငါကအရင်ကိုကြည့်ပြီးတခြားငါးတွေနဲ့မတူတာကိုတွေ့လိုက်ရပါတယ်။ပါငါလေဟတလောက်တောင်လှနေ啊ကျွန်တော်လှုပ်ပေးပါဗျာခမရဲ့ဆန္ဒအတိုင်းလှုပ်ပေးပါမယ်။ဟာပါငါလေဟစကားလည်းပြောတတ်တယ်ငါနားကြမ်းများမှားတာလားခမနားကြမ်းမမှားပါဘူးဗျာကျွန်တော်လှုပ်ပေးရင်ခမရဲ့ဆန္ဒကိုဖြည့်ဆည်းပေးပါမယ်တကယ်ပြောတာပါကျွန်တော်လိန်ညာမဟုတ်ရပါဘူးဗျာဟာငါမင်းကိုလှုပ်ပေးလိုက်တယ်ဆိုရင် ငါမိမငါ့ကိုလွတ်ပေးတော့မှာမဟုတ်ဘူးညာရောက်ဝင်အိမ်ပြန်มาအေးရမှာပေါ့ကျွန်တော်လွတ်ပေးရဲဆိုရင်ကျွန်တော်ငါပြန်ပေးပါမယ်မင်းမင်းငါ့ကိုမညာနဲ့နော်မညာပါဗျာလွတ်ပေးရနဲ့ချက်ချင်းငါပေးมาပါဟာငါ့ရင်းအများပဲဟိဒီတစ်ခေါက်တော့မိမဆူတာမခံရတော့ဟိငါအများကြီးကိုမြင်ရတော့မိမဖြစ်သူဟာမယုံသင်ကဖြစ်ကယောက်ျားကိုမေးပြန်ပါတယ်ရှင်တလောက်များတဲ့ငါတွေဘယ်နဲ့ယူလာလဲပြော။ ဒီလိုမိမရေငါငါသွားများတာထူးဆက်နဲ့ငါးတကောင်ဖမ်းမိရကွာအဲ့ဒါငါ့ကိုလွတ်ပေးခိုင်းတာငါသူ့လွတ်ပေးမယ်ဆိုရင် तू ကငါ့အတွက်ငါးရီအများကြီးပေးမယ်ဆိုလို့ငါသူ့လွတ်ပေးလိုက်တာအဲ့ဒါ तू ငါ့ကိုငါးရီအများကြီးပေးတာပဲဟုတ်တော့ရှင်အောင်တော့မှကောင်းသေးရဲ့လားရှင်မော်ငါ့ကိုဖမ်းမိတာရေယိုငါးနဲ့လဲရတယ်လို့ဘာလို့တိုက်ကြီးကားကြီးတွေစုမတောင်းလာလဲဒါမှကျမတို့ချမ်းသာမှာပေါ့တော့ဟာငါဘလို့လောက်ပြီးအဲ့လောက်ကြီးမားတဲ့ဟာကိုတောင်းရဲမှာလဲ ကို့မှာရှိတဲ့ဟာနဲ့ပျော်နေစမ်းမမိမရပျော်ရမယ်ဟဲ့လားဒီအိမ်တတိလေးထဲမှာနေရင်လည်းဘလို့လုပ်ပြီးပျော်နိုင်မှာလဲရှင်သေးချာလဲစဉ်းစားပါအောင်ရှင်ကျမအတွက်အခုချက်ချင်းအိမ်ကြီးကြီးသွားတောင်းလာခဲ့သွားယောက်ျားဖြစ်သူလဲမိမစကားမလွန်ဆန်နိုင်တဲ့အတွက်ရေချောင်းနာကိုထပ်ပြီးသွားရပြန်နေမော်ငါးလေးရဲ့ငါ့ကိုခဏလောက်လာရှာပါအောင်ကွာဘာများကူညီပေးရမလဲဗျငါမိမပေါ့ကွာ तू ကမပြောမရှင်ဖြစ်နေတာ ဘာတွေဖြစ်နေရလဲဗျပြောပြပါအောင်။ "तू ကလေအိမ်အကြီးကြီးမှာနေချင်တာရဲ့ဟေ့။ရပါတယ်ဗျ။ခမ ्या ပြန်သွားရင်အိမ်ကြီးအိမ်ကောင်းတွေရလိမ့်မယ်။ तू အိမ်ပြန်ရောက်တဲ့ချိန်မှာအိမ်တတိလေးရနေအိမ်ကြီးအိမ်ကောင်းအဖြစ်ပြောင်းလဲသွားပြီးလှပနေပါတော့တယ်။အိမ်ကအရန်လှတော့တော်တော်ပျော်မှာပေါ့နော်။မိမရေအခုအိမ်ကအရန်လှတာဆိုတော့မင်းတော်တော်ပျော်နေမှာပေါ့နော်။ဘလို့ပျော်ရမယ်ဟာလား။ပျော်ရပါ့ရှင်။ဒါပေမဲ့လေ မနှက်ပြန်ကြတော့ကျမတို့ရွှေသွားတောင်းလာပြီကျမရွှေဝှက်ချင်တယ်ဇွဲထက်ကရွှေဝှက်ချင်တယ်နော်ဟာဒါပေမဲ့အခုမှအိမ်တောင်းလာတာလေရှင်ပါမပြောမနေနဲ့ကျမပြောသလိုလုပ်ယောက်ျားဖြစ်သူကရေချောင်းနောက်တခါထပ်သွားပြက်နာပေါ့မော်ငါလေးရေမင်းဒီနားတဝိုက်မှာရှိလားကွာဘာကိစ္စရှိလို့ခေါ်တာပါလဲငါမိမလေးဇွဲတက်ခရွှေဝဲချင်လို့တဲ့အဲ့ဒါမင်းငါ့ကိုကူညီပေးနိုင်လား ခမားဖြစ်ချင်တာကုန်ပြီးနိုင်ပါ रे ဗျာဒါပေမဲ့သုံးခါထက်တော့မပူစီနဲ့ပေါ့ဒါပေမဲ့ငါငါမိမမလွန်ဆန်နိုင်ဘူးလေဟုတ်ပါပြီဗျာကျွန်တော်တတိပေးပြီးပြီနော်ခမားပြန်သွားတဲ့အချိန်မှာခမားမိမလိုချင်တာကုန်ရစေရမယ်သူပြန်သွားတဲ့အချိန်မှာမိမဖြစ်သူကရွှေပုံပေါ်အိတ်နေတာကိုတွေ့လိုက်ရပါတယ်ကဲမင်းလိုချင်တာအကုန်ရပြီဆိုတော့အခုအဆပြီးတော့ပျော်ပျော်နေတော့တော်ပြီနော် ။ဟာမပြောသေးပါဘူး။ရှင်သာတကယ်ကျမပျော်ရှင်စေချင်တယ်ဆိုရင်ကျမဆလေးနှစ်သမီးလေးပြန်နှုတ်ပြူလောင်သွားပြီးတော့ဆွတ်တောင်းပေး။ဒီမိမတော့ငါ့ကိုပဲခိုင်းနေတာ။ဒီလိုသားဆိုရင်ငါ့မှာမိမမရှိတာပဲကောင်းမယ်။ဒီလိုနဲ့သူလဲရေချောင်းနောက်နောက်တစ်ခါထပ်ပြီးသွားရပြန်တာပေါ့။မော်ငါလေးရေငါမိမလေးအခုကအသက်၁၄နှစ်သမီးလို့ပြန်နှုတ်ပြိုချင်နေတဲ့အဲ့ဒါရမလားကွာရပါရဲ့ဗျဒါတော့ခမရဲ့နောက်ဆုံးဆွတ်တောင်းမယ်ခမပြန်သွားလိုက်ပါ ူလိုချင်တာရပါလိမ့်မယ်။သူပြန်သွားတဲ့ချိန်မှာမိမဖြစ်သူကလှပနှုတ်ပြုံနေတာတွေ့လိုက်ရတာပေါ့။ဝေါ။ငါမိမတော်တော်လှတာပဲဟိ။ဘသူမိမလဲကွာတလောက်တောင်မှလှတာ။ယောက်ျားဒီကဘာမှာကျမအလှဆုံးဖြစ်ချင်တယ်။နောက်တစ်ခါသွားပြီးတော့ဆွတ်တန်းပေးပါလားယင်။ဟာမရတော့ဘူး။ဒါနောက်ဆုံးတောင်းဆိုမှုပဲမိမ။ထပ်သွားတောင်းရင်ဘာနဲ့ကြုံရမလဲမသိဘူး။ဟာကျမအဲ့ဒါနေစိတ်ဝင်စားဘူး။ကျမလိုချင်တာပဲသိတယ်။ ရှင်သွားမလားမသွားလားပြော သူလည်းသူ့မိမပြောသလိုလောက်တာကလွယ်ပြီးဘာမှမတတ်နိုင်ရှာပါဘူးမော်ငါရေငါမိမလေးကဘာပေါ်မှာအလှဆုံးမင်းသမီးတစ်ပါးဖြစ်ချင်တာတဲ့အဲ့ဒါမင်းလုတ်ပေးနိုင်မလားကွာခမ ्या မိတ်သွားပြီလားဗျတောင်းဆိုနိုင်မှုကုံဆုံးသွားပြီဆိုတာဒါပေမဲ့ခမ ्या မိမပါနဲ့ကြုံရမလဲဆိုတာတော့အာမမခံနိုင်ဘူးပြန်သွားပါ သူ့လိုချင်တာရပါလိမ့်မယ်သူဒီတစ်ခါပြန်သွားတဲ့ချိန်မှာတော့ သူ့မိမကမင်းသမီးတပါလို့လှပနေပေမဲ့ကတင်ပေါ်ကနေဘတော်မှနိုးထမလာနိုင်တော့ပဲလဲလျောင်းနေခဲ့ပါတယ်။ကပါမှာအလှဆုံးမင်းသမီးကခြာဝရအိပ်ပျော်နေတဲ့မင်းသမီးဆိုတာသူမသိရှာပါဘူး။မိမမိမမင်းပါလို့ထမလာတာလေ။ငါပြောသားပဲမင်းတိတ်မလို့ချက်မနဲ့လို့အခုတော့ငါဘာလုပ်ရမလဲ။ဘာလုပ်ရမှမသိတဲ့ယောက်ျားဖြစ်သူလေ။မော်ငားစီတခါချက်သွားတာပေါ့။မော်ငားလေးရဲ့ငါမိမဘာလို့နိုးမလာတော့တာလဲ။ ၃ခါပဲဆူတောင်းပိုင်ခွင့်ရှိတာအဲ့ထက်ကြောရင်တော့စိုးကျိုးရှိတယ်ဆိုတာကိုခမရောက်တတိပေးထားတယ်လေသူ့ကိုပြန်နိုးလောင်လှုပ်ပေးလို့ရမလားမောငါလေးငါပေးလိုက်တဲ့ဆူတော့အရင်လိုပြန်ဖြစ်အောင်ပြန်မလုပ်နိုင်ဘူးအရင်ကကြုံမိမအတွက်ပဲအမြဲတောင်းခဲ့တာအခုငါအတွက်တောင်းရောရလားအဲ့လိုလားရတယ်လေဘာတောင်းမှလဲငါမိမကိုပြန်နိုးထလာစေချင်တယ်ရပါရဲ့ဗျာခမရောက်ပြန်သွားရင်ဖြစ်ချင်တာဖြစ်ရလိမ့်မယ်သူပြန်သွားတဲ့ချိန်မှာ မိမဖြစ်သူကအရင်အတဲဆုပ်လေးထဲကနေထွက်ကြုံနေတာမြင်တော့ဝမ်းသာအားရနဲ့ပြေးတွေ့လိုက်တယ်။မိမမိမအရင်လိုပြန်နိုးထလာပြီ။ဟုတ်တယ်ယောက်ျားအခုအားစပြီးကျမဘာမှထပ်ပြီးမတောင်းဆိုတော့ပါအောင်ရှင်။ရှင်နဲ့တူတူပျော်ပျော်ရွှင်ရွှင်နေရဖို့ပဲလိုချင်တော့တယ်။အဲ့ဒီနောက်တန်ကားတဲ့လေမရလဲကျော်ရှင်စွာအတူတူနေထိုင်သွားကြပါတော့တယ်ရှင်။